ကိုကဒီ၁၀သိန်းကျော်ဝင်ချင်လောက်မှာဂိမ်းနေပါလေကောင်းကောင်းမွန်ဆော့ခြင်းနဲ့နောက်ပြီးတော့ဒီ IQ တွေကလည်းလိုချင်တယ်ဆိုရင်ဒီရွေးချယ်ရတဲ့ဖုန်းနှလုံးတော့ရှိတယ်။အဲ့ဒါကဘာဖုန်းနေလဲဆိုတော့ဒီ IQ ရဲ့ဒီဒီနိုင်ငံမှာနာမည်ကြီးပြီးသားအနီယိုတန်းရှိမယ်။နောက်ထပ်လုံအောင်ကြတော့ IQ ရဲ့ Zetan Turbo Plus အဒီဖုန်းနှလုံးကတော့ကြိုက်တဲ့လူတွေကတော့တတ်တတ်ရှိရှိတယ်အချို့ကကြောက်လေဒီ Zetan Turbo Plus ကို performance ပိုကောင်းတဲ့အချက်ရဲ့ battery ပိုကြီးရဲ့အချက်ရဲ့ကိုကြည့်ပြီးတော့ကြိုက်ကြတယ်အချို့လူတွေကြောက်လေဒီ Neo Tan ရဲ့

အဲ့တော့ဒီဖုန်းနှလုံးရဲ့ဒီဆက်ဆက်ချင်းဒီဇိုင်းနဲ့ဘေးကွက်လတီဘိုင်းကနေစပြီးတော့ကြည့်လိုက်အောင်အဆက်ဆက်ချင်းဘေးကွက်လတီဘိုင်းမှာဆိုတော့ဒီဖုန်းနှလုံးက price to performance ကိုဦးစားပေးထားတဲ့ဖုန်းနေဆိုတော့ all plastic ကိုပဲတုံးထားတယ်ဘေးဘက်ပေါင်တွေကလည်း plastic ပဲနောက်ပြီးတော့ဒီကြောဘက်ချမ်းတွေကလည်းအကုန်လုံး plastic ပဲအဲ့တော့ဘေးကွက်လတီဘိုင်းမှာဆိုရင်ဒီဖုန်းနှလုံးကအတူတူပဲတည်ရဆိုတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့လက်ထဲမှာကန်ရတဲ့ဒီ hand feeling ခံစားချက်ကကြတော့ IQ ရဲ့ neo dan ကပို့ပြီးတော့ကန်လို့ကောင်းနေတယ် ဒါကဒီဖုန်းမှာသုံးမေးထားရဲပေါ့နော်သူရဲ့အချိုးအကွေလေးအကြောင်းလေးဖြစ်နိုင်တယ်နောက်တစ်ချက်ကကျတော့ဒီ NIO တန်းကဇတန်းတဘူ plus နဲ့ရှင်းမယ်ဆိုရင်ဘက်ထရီကနည်းနည်းလေးပို့ပြီးတော့သေးတာဆိုတော့သူရဲ့ form factor လေးကနည်းနည်းပိုသေးတယ်အဲ့တော့လက်ထဲမှာခံရတဲ့ခံစားချက်ကလည်းပို့ပြီးတော့ကောင်းသွားတာဖြစ်နိုင်တယ်နောက်ထပ်ဒီဖုန်းနှလုံးရဲ့ဒီဇိုင်းဘက်ကိုဆက်ပြီးတော့သွားလိုက်အောင်ဒီဇိုင်းဘက်မှာဆိုရင်ဒီဖုန်းနှလုံးကအမဒီဇိုင်းကိုရှုပ်ရှုပ်ရှက်ရှက်လှုပ်ထားမှရှိဘူးသူတို့ရဲ့ဒီ jaw pad chain ဒီဇိုင်းတွေကိုကြည့်လိုက်မယ်ဆိုရင်ဘာပတ်တန်ညာပတ်တန်တွေတခုမှမပါဘဲနဲ့ ထက်ရိုးရိုးရှင်းရှင်းပုံစံတိုင်းလုပ်ပေးထားတယ်။ဒါပေမဲ့ဒီကင်မရာဘန်ဒီဇိုင်းကကြတော့ဒီ Z တန်းတာဘို Plus မှာကဒီပေါ့နော်ဒီ IQ လမ်းရဲ့အထဲမှာဆိုရင်ဈေးအကြီးဆုံးလိုင်းရလို့ပြောရမယ်။ IQ 30ရဲ့ဒီကင်မရာဘန်ဒီဇိုင်းပုံစံတိုင်းလုပ်ပေးထားဆိုတော့ဒီဇိုင်းဘက်မှာတော့ကျွန်တော်ကဒီ Z တန်းတာဘို Plus ရဲ့ဒီဇိုင်းကိုပို့ပြီးတော့လှတယ်။အားသာချက်တစ်ခုအနေနဲ့တော့ပို့ပြီးတော့ပေးခြင်းတယ်။အာဒီလိုမျိုးပြောလို့ပေါ့နော်ဒီ Neo Tan ရဲ့ဒီဒီဇိုင်းကိုမလှဘူးပြောတာမဟုတ်ဘူး။ကြိုက်တဲ့လူတွေကလည်းကြိုက်ကောင်းကြိုက်နိုင်တယ်။ ါပေမဲ့ကျွန်တော်အနေနဲ့ဒီဇိုင်းပိုလှတယ်လို့မြင်တာကကျွန်တော်ရဲ့ personally တယောက်တည်းအမြင်အားဇက်တန်း double plus ရဲ့ဒီဇိုင်းကိုပို့ပြီးတော့လှတယ်လို့မြင်တယ်နောက်ထပ်ဒီဖုန်းနှလုံးရဲ့ဒီ display ဘက်ကိုဆက်ပြီးတော့တွားကြည့်လိုက်အောင် display ဘက်မှာဆိုရင်ဒီဖုန်းနှလုံးလုံးကသူ့အားသာချက်နဲ့တူရှိတယ်ဆက်စချင်းဒီ neo tan မှာကကြတော့6.78 inches atp amoled display ကိုမှ144 hz နဲ့လာမယ်နောက်ပြီးတော့ကျွန်တော် pre-branded nits ကလည်း4500 nits တိရတယ်။ဒီနေရာမှာဒီဖုန်းရဲ့ဒီ display ဘက်အားသာချက်ကကြတော့ ATPO AMOLED display ကိုသုံးပေးထားတဲ့အချက် နောက်ထပ်ဒီ Saturn Tab Plus ရဲ့ display ကကြတော့6.7 inches AMOLED display မှာ 144Hz နဲ့နောက်ပြီးတော့ဒီ4320 ppi dimming ပါတယ်။နောက်ပြီးတော့ peak brightness ကလည်း9500 nits ကိုရတယ်။အဲ့တော့ဒီ Saturn Tab Plus ရဲ့ display ဘိုင်းမှာပို့ပြီးတော့အားသာကကြတော့ peak dimming ကထပ်များများပါတယ်။နောက်ပြီးတော့ brightness ကလည်း neon tan နဲ့ရှင်ပို့ပြီးတော့များတယ်။ အဲ့တော့ဒီဖုန်းနှလုံးသားရဲ့ display ကသူ့အားသာချက်နဲ့တူဆိုတော့ဘယ်ဖုန်းရဲ့ display ကပိုပြီးတော့ကောင်းလဲဆိုရင်တော့ Acuneo တန်းမှာတုံးပေးထားတဲ့ဒီ ATVO AMOLED display ကဒီ Zattan Tower Plus မှာတုံးထားတဲ့ AMOLED display နဲ့ရှင်မယ်ဆိုရင်တိတိတတ်တာပိုပြီးတော့အားသာတယ်ဒီလိုမျိုးဒီ ATVO AMOLED display ကိုတုံးပေးလိုက်တော့ကျွန်တော်တို့ဒီ 1Hz ကနေ 144Hz ကို adjustment လုပ်ပေးတာဆိုတော့ battery စားမှုပိုင်းမှာဆိုရင်လည်းဒီ Neo တန်းကပိုပြီးတော့ကောင်းတယ် အဲ့တော့ဒီ display ဘက်မှာဆိုရင်တော့ကျွန်တော်က Neo တန်းဘက်ကိုတော့အားသာချက်ပေးခြင်းတယ်ကျွန်တော်ကဒီနောက်ထပ်လူတော်များများစိတ်ဝင်စားကြမယ်ဒီဖုန်းနှလုံးကိုအဓိကလူတွေဝယ်ကြမယ်အချက်ဒီ SOC ဘက်ကိုသွားလိုက်အောင် SOC ဘက်မှာဆိုရင်ဒီ Neo တန်းဘက်ကကြတော့ Snapdragon 8 Gen 3ကိုတုံးထားပြီးတယ်နောက်ပြီးတော့ကျွန်တော်ဒီ Santander Plus မှာကြတော့ Dimensity 9400 Plus SOC ကိုဒီ7သိန်းကျော်73သိန်း14သိန်းဝင်းကျင်မှာရမယ်ဒီ performance ပေါ့နော်ဒီ raw performance နှစ်ခုကိုပဲရှင်းမယ်ဆိုရင်ကျွန်တော် Santander Plus မှာတုံးထားပြီးတယ် Dimensity 9400 Plus က ကျွန်တော်ဒီ Neo Tan နဲ့ရှင်မယ်ဆိုရင် CV တစ်ခုလောက်ပို့ပြီးတော့တာတာဆိုတော့ဒီ raw performance ဘိုင်းမှာတော့ Zatan Turbo Plus ကပို့ပြီးတော့ကောင်းတယ်။ဒါပေမဲ့ဒီ Neo Tan ကိုတွားပြီးတော့ short တွက်လို့မရတာကသူရှိမှာကကြတော့ဒီ IQ ရဲ့တူတူချစ်ပေါ့နော်။ဒီ gaming advanced gaming ချစ်ဆက်ပါတာဆိုတော့အချို့ဂိမ်းတွေပေါ့နော်။အရင်ကက competitive ဖြစ်တဲ့ဂိမ်းတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့နောက်တစ်ခုကဘယ်လိုရှိလဲဆိုတော့ storytelling game တွေပေါ့နော်။နောက်ပြီးတော့ကျွန်တော်ဒီ war ကြီးတစ်ခုထဲမှာတွားပြီးတော့ဆော့ရတဲ့ game တွေ ဒန်ရှင်းအပတ်လိုမျိုးဂိမ်းတွေမှာဆိုရင် graphic setting တွေပဲဖြစ်ဖြစ် FPS တွေဘိုင်းမှာပဲဖြစ်ဖြစ်ဒီလိုမျိုးကျူတူးချစ်ဆက်ကပိုကောင်းအောင်လုပ်ပေးတာဆိုတော့ဂိမ်းတွေပါဆော့မယ်ဆိုရင်ဒီ IQ Neo 10နဲ့ဂိမ်းဆော့ရတာပိုပြီးတော့ကောင်းတယ်လို့မြင်တယ်နောက်ပြီးတော့ဒီပေါ့နော် Tamen control ဘိုင်းအပူဆွန့်ထုတ်မှုဘိုင်းမှာဆိုရင်လည်း IQ ရဲ့ Neo 10ကကြတော့အပူတွေပါတွေကဒီ Saturn Turbo Plus လောက်တိတ်ပြီးတော့မတက်ဘူးအဲ့တော့ကျွန်တော်ဒီ raw performance တခုတည်းကိုပဲကြည့်မယ်ဆိုရင်တော့ဒီ Saturn Turbo Plus ကပို့ပြီးတော့ကောင်းတယ် ဒါပေမဲ့ဒီအခြားသောပေါ့နော်ကျွန်တော်ဒီ gaming experience ဘိုင်းနေပါဖြစ်ဖြစ်ဒါမဲ့ control ဘိုင်းနေပါပဲကြည့်ကြည့်ဒီလိုမျိုးနေရာမှာသွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့ IQ Neo 10ကပို့ပြီးတော့အားတာတယ်လို့ပြောရမယ်အဲ့တော့ဒီဖုန်းနှလုံးရဲ့ဒီ SoC performance ကဘယ်ဖုန်းကပိုကောင်းလဲဆိုရင်တော့နည်းနည်းလေးပြောရတော့ခက်တယ်ဒီနေရာမှာကျတော့ကိုကြိုက်တဲ့ဟာကပိုကောင်းတယ်လို့ပြောရမယ်မိတ်ဆွေကပေါ့နော်ဒီ up to date ဖြစ်တဲ့ SoC ကိုလည်းလိုချင်တယ် raw performance ပိုကောင်းတာကိုလည်းလိုချင်တယ်ဆိုရင်တော့ဒီ standard plus ကိုပိုကောင်းတယ်လို့မြင်လိုက်မယ် အဲ့လိုမှမဟုတ်ဘူး gain ဆောင်တဲ့နေရာမှာပိုကောင်းတဲ့ gaming experience ကိုလိုချင်တယ်နောက်ပြီးတော့ဒီအပူဆုံးထုတ်မှုဘိုင်းတွေမှာပိုကောင်းတာကိုလိုချင်တယ်ဆိုရင်တော့ IQ ရဲ့ Neo Dan ကိုပိုကောင်းတယ်လို့မြင်လိမ့်မယ်ဒီနေရာမှာကျတော့ဒီဖုန်းနှလုံးကကိုယ်ကြိုက်တဲ့ကိုရွေးချယ်လိုက်တာကပို့ပြီးတော့အဆင်ပြေတယ်ဒီဖုန်းနှလုံးရဲ့ SOC performance ကကောင်းတဲ့ပုံစံချင်းမတူပေမဲ့အဲ့သူကနဲ့သူတမျိုးစီလေးကောင်းနေရဆိုတော့နည်းနည်းလေးတော့ပြောရတာခက်တယ်။နောက်ထပ်ဒီဖုန်းနှလုံးရဲ့ကင်မရာဘိုင်းကိုဆက်ပြီးတော့သွားလိုက်အောင်။ကင်မရာဘိုင်းမှာဆိုရင်ဒီဖုန်းနှလုံးမှာက50 megapixel main camera နဲ့8 megapixel ultra wide ကိုတုံးထားပြီးတယ်။ အဒီနေရာမှာကျတော့ဒီ mega pixel တွေကအတူတူပဲဆိုပေမဲ့အသုံးပေးရတဲ့ sensor တွေကတော့ကွာတယ်။ IQ ရဲ့ Neo တန်းမှာကကျတော့ Sony IMX 921ကိုသုံးထားပြီးတယ်။နောက်ပြီးတော့ဒီ Zattan Turbo Plus မှာကကျတော့ Sony LYT 600 series ကိုသုံးထားပြီးတယ်။အဒီပေါ့နော် sensor နှစ်ခုကမတူတော့ဘယ်လိုမျိုးနေရာတွေမှာကွာလဲဆိုရင် IQ Neo တန်းနဲ့ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်ကျွန်တော်ဒီကျွန်တော် daylight တွေမှာဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ် low light တွေမှာဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီ ultra wide ဓာတ်ပုံတွေရိုက်တာပဲဖြစ်ဖြစ်တော်တော်လေးမှအဆင်ပြေတယ်။ ကလာလေးတွေကပို့ပြီးတော့စိုတယ်ပို့ပြီးတော့တောက်တယ်ကြည့်ရတာပို့ပြီးတော့အဆင်ပြေတဲ့ပုံမျိုးထုတ်ပေးတယ်ဒါပေမဲ့ဒီဇက်တန်တောက်ဘလက်စ်ရဲ့သုံးပေးထားတဲ့ဒီစန်စာကြောင့်ပေါ့နော်ကျွန်တော်ဒီ daylight တွေမှာရိုက်မယ်ဆိုရင်တော့ IQ Neo 10နဲ့တိတ်မကွာဘူးပေါ့နော်တိတ်ပြီးတော့မတိတာဘူးဆိုပေမဲ့ low light တွေအလင်းရောက်တိတ်မရတဲ့နေရာမျိုးတွေမှာဓာတ်ပုံသွားရိုက်မယ်ဆိုရင်ဒီဇက်တန်တောက်ဘလက်စ်က IQ Neo 10လောက်တိတ်ပြီးတော့မကောင်းဘူးဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီ daylight နဲ့ကြာသွားတာလေနောက်ပြီးတော့ဒီ noise နည်းနည်းထားပြီးတော့ water တားလို့ပုံစံမျိုးလေးဖြစ်တာလေးကိုကြုံတွေ့ရတယ် အဲ့တော့ဒီကင်မရာပိုင်းမှာဆိုရင်တော့ဒီ IQ ရဲ့ NIO တန်းကပို့ပြီးတော့ကောင်းတယ်နောက်ထပ်ဒီဖုန်းနှလုံးမှာကပေါ့နော်တိတိတတ်တာကွာခြားတဲ့အချက်ကကြတော့ fingerprint sensor fingerprint sensor မှာဆိုရင်ဒီ NIO တန်းမှာကကြတော့ ultrasonic fingerprint sensor ကိုသုံးထားပဲဒီ standard wave plus မှာကြတော့ jordanan optical fingerprint sensor ကိုပဲသုံးထားပြီးတယ်ဒီနေရာမှာကြတော့လုံးဝအောင်ပါပေါ့နော်ဒီမိုးနဲ့မြေလောက်ကိုကွာတယ်ကျွန်တော်ဒီ ultrasonic fingerprint sensor ကကျွန်တော်ဒီနေ့စဉ်ဖုန်းသုံးတဲ့နေရာမှာဖုန်းကိုကျွန်တော်ဒီလက်ကိုတင်ပြီးဖွင့်လိုက်တာနဲ့ချက်ချင်းနေပွင့်တယ် နောက်ပြီးတော့ဒီရေဆူနေတဲ့ခါမှာပဲသုံးတာပဲဖြစ်ဖြစ်ချွေးရေဆူနေတဲ့ခါမှာသုံးတာဖြစ်ဖြစ်အာထာဆုံးနဲ့ fingerprint sensor နဲ့ဆိုရင်ဘာမှအခက်ခဲမရှိပဲနဲ့ထိတာနဲ့ပွင့်နေဆိုတဲ့ပုံစံမျိုးသွားပြင်မယ်ဒီ optical fingerprint sensor နဲ့ကြတော့ကျွန်တော်ဥမာကျွန်တော်လက်တီမှာရေဒီပါဆိုရဲဆိုရင်လည်းတိတ်ပြီးတော့သုံးလို့မရဘူးနောက်ပြီးတော့ကျွန်တော် speed က ultra sonic sensor နဲ့ရှင်မယ်ဆိုရင်နည်းနည်းလေးပို့ပြီးတော့ကြာတယ်အဲ့တော့ဒီပေါ့နော် security ဘိုင်းမှာကျွန်တော် ဒီ ultrasonic fingerprint sensor တုံးထားပြီးတယ် AQUE Neo 10ကတိတိတတ်တာပို့ပြီးတော့အားတာတယ်လို့ပြောရမယ်။နောက်ပြီးတော့ကျွန်တော်အပေါ်မှာကဒီ Zatanta Pro Plus မှာပါတဲ့ battery ကဒီ AQUE Neo 10ထက်ပို့ပြီးတော့တာတာဆိုတော့အတိအကျလေးတော့ဆက်ပြီးတော့ပြောပြမယ်။ဒီ AQUE Neo 10မှာကျတော့6100 mAh မှာကျွန်တော် 120W fast charging ကိုတုံးထားပြီးတယ်။ဒါပေမဲ့ဒီ Zatanta Pro Plus မှာကျတော့6000 mAh မှာ fast charging က 90W ကိုတုံးထားပြီးတယ်။ဒီနေရာမှာကျတော့ဒီ battery ဘိုင်းမှာကတော့ဒီ Neo 10က Zatanta Pro Plus ကိုလုံးဝမရှင်းနိုင်ဘူး။ 6000 mAh နဲ့6100 mAh ဆိုတော့ကြားထဲမှာဆိုရင်2100လောက်တော့သွားပြီးတော့ချားရတယ်ပေါ့နော်အဲ့တော့ဒီ2100ဘူးနဲ့ပို့ပြီးတော့ညီမြတဲ့ဒီ battery life ပေါ့နော်ပိုကောင်းတဲ့ battery life ကို IQ ရဲ့ Zetan Turbo Plus မှာပို့ပြီးတော့တွေ့ရတယ် battery life ဘိုင်းမှာကျွန်တော်ဒီ Zetan Turbo Plus ရဲ့ battery life က Newton နဲ့ရှင်မယ်ဆိုရင်တိတိတတ်တာကိုပို့ပြီးတော့ကောင်းတယ်အဲ့တော့နောက်ဆုံးဆုံးသက်နေနဲ့ဘယ်လူကဘယ်ဖုန်းကိုဝယ်တင်လဲဆိုတော့မိတ်ဆွေရဒီဇိုင်းဘိုင်းမှာဒီ IQ ရဲ့30နဲ့2ရဲ့ဒီဇိုင်းဘိုင်းကိုလိုချင်တယ် နောက်ပြီးတော့ဒီ SOC performance မှာဆိုရင်လုံးဝ up to date ဖြစ်ပြီးတော့ flagship SOC ပေါ့နော်အခုလက်ရှိမှာ powerful အဖြစ်ဆုံး SOC တွေကတစ်ခုကိုလည်းလိုချင်တယ်နောက်ပြီးတော့ဒီ battery life မှာလည်းပိုကောင်းတဲ့ battery life ဖြစ်တာကိုလိုချင်တယ်ဆိုရင်တော့ IQ ရဲ့ standard tower plus ကပို့ပြီးတော့ရွေးချယ်တင်တဲ့ဖုန်းတွေမှာပါတယ်နောက်ထပ်တစ်ခုကကြတော့မိတ်ဆွေရာဒီပေါ့နော် display ဘက်မှာကြတော့ဒီ ATPO AMOLED display တွေနောက်ပြီးတော့ဒီ ultrasonic fingerprint sensor တွေကိုလည်းလိုချင်တယ် နောက်ပြီးတော့ဒီ IQ ရဲ့ပေါ့နော်ဒီ Q2 ချစ်ဆက်ကြောင်းရလာတဲ့ဒီ gaming experience ဘိုင်းနေ event gaming setting တွေပို့ပြီးတော့လည်းလိုချင်တယ်နောက်ပြီးတော့ဒီ charging speed ဘိုင်းမှာကျတော့ပို့ပြီးတော့မြန်တဲ့ဖုန်းတစ်လုံးကိုလိုချင်တယ်ဆိုရင်ကျတော့ IQ ရဲ့ Neo တန်းကိုတော့ပို့ပြီးတော့ရွေးချယ်တင်တယ်မိတ်ဆွေတို့ကပေါ့နော်ကျွန်တော်ကိုဒီဖုန်းနှလုံးထဲကဘယ်ဖုန်းကိုပို့ပြီးတော့သဘောကျလဲဘယ်ဖုန်းကိုဝယ်ပြစ်လောက်မလဲဆိုရင်တော့ကျွန်တော်ကတော့ IQ ရဲ့ Neo တန်းကိုတော့ပို့ပြီးတော့ဝယ်ပြစ်လောက်နေမယ်မိတ်ဆွေတို့ကတော့ဘယ်ဖုန်းဝယ်မလဲဆိုတာကတော့အောက်မှာ comment section ထဲမှာရေးပေးသွားလို့ရတယ်ပြောနေမယ်အားလုံးကျေးဇူးတင်တယ် จะน้องครับ Yangon Mobile Store